ချီပွေခရိုင်ချီပွေမြို့နယ်ချီပွေချောင်းအထက်ဘက်မှာ KOKA လက်နက်ကင်အဖွဲ့ကတတုမြေရှာအလွန်ကျူးတူးဖော်နေပြီးချီပွေချောင်းတလျှောက်ရှိရေများပျက်စီးနေကဒေသခံပြည်သူများအတွက်တောက်တုံးရအခက်ခဲရှိနေတယ်လို့လမ်းကျော်ကျေးရွာနေပြည်သူတွေကပြောပါရယ် KOKA လက်နက်ကင်အဖွဲ့ကဝစီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီတွေနဲ့တရုတ်စီးပွားရေးသမားတွေနဲ့အကျူးတူတတူတူချင်းမြေရှာရွှေတူးဖော်ချင်းများအလွန်အကျွံလုတ်ကင်လာ၍ခြေဖွေချောင်းတခြားရှိရေများပြက်စီးလာပြီးတောက်တုံးရေနဲ့တရိတ်ဆန်များအတွက်ရေအခက်ခဲဖြစ်နေရလို့အထက်ပါကျေးရွာနေအမျိုးသားတအုပ်က EPN သတင်းဌာနကိုဆက်တွေ့ပြောပါရယ်ပန်ဝါလက်ွေဖရေဘတ်မှာတတူမြေရှာအလွန်အကျွံတူးဖော်နေပြီးရေဆိုးတွေကိုအခုလိုချောင်းထဲဖောက်ချနေတော့ ကြီးပွေချောင်းတခြားကဒေတာခန့်တွေတောက်တုံးရဲ့အခက်ခဲရှိနေတယ်။တရိษံတွေအတွက်လည်းရေကိုခက်ခက်ခဲခဲရှာကြံတိုက်နေရတယ်လို့၎င်းကရှင်းပြပါရယ်။ KOKA လက်နက်ကင်အဖွဲ့အစည်းကကြီးပွေပန်ဝါတော်လန်တခြားရှိနေရာတွေမှာတတုအမြေရှာရွှေအလွန်အကျွံတူးဖော်ချင်းများပြုလုပ်နေပြီးနန်းဦးရေအားလျက်စစ်တို့ရေစိုးရင်ညွတ်များဝင်ရောက်ကမြေခါမြစ်ကနေတဆင်အီယာဝတီမြစ်ထဲသို့စီးဝင်ပြီး ။ဧရာဝတီမြစ်တလျှောက်ရှိရေနေသတ္တဝါများနဲ့အများပြည်သူအများအပြားတောက်သုံးရည်နဲ့စိုက်ပျိုးရေးအတွက်အခက်အခဲများစွာရှိနေတယ်လို့သိရပါဗျ။အခုလို KOKA လက်နက်ကင်အဖွဲ့အစည်းကကိုကျိုးစည်းဘွားရှာမစင်မချင်းလှုပ်ဆောင်နေခြင်းတွေကိုနိုင်ငံတော်အစိုးရအကြီးအကဲတွေနဲ့ကချင်အထူးဒေသတည်အကြီးအကဲတွေကအ мян ဆုံးကူညီဆောင်ရွက်ပေးရန်ဒေသခံတွေကလိုလားနေကြပါတယ် ကကြေအတူဒေတာတနေမီတွေကို KOKA လက်နက်ကင်အဖွဲ့အစည်းကတိုက်ခိုက်တိမ့်ပိုက်ပြီးတဲ့နောက်မှာဒေတာအတွင်းကတရံဇာတာတွေကိုအလွန်အကျွံတူးဖော်ခြင်းနဲ့ဒေတာခံပြည်သူများအပေါ်အခွန်ကောက်ခံခြင်းလူသစ်စုဆောင်ခြင်းတွေကိုအတင်းအကျပ်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။